စမ်းမယ်။ကိုလက်တယောက်လက်ကြံရက်တစ်ခွက်ကိုမော့ချလိုက်ပြီးအရက်ဆိုင်ကနေလမ်းထိပ်ကိုလှမ်းကြည့်နေလိုက်သည်။ခဏနေဆိုဒီလမ်းထဲကတထေသမီးကားနဲ့အပြင်ထွက်လာတော့မီကိုသူကြံစီထားတဲ့အတိုင်းလှုပ်ဖို့ကလည်းရေးစည်းတင်ထားလိုက်သည်။တထေသမီးကသူ့ထုံးစံအတိုင်းကားနဲ့အပြင်ကိုထွက်လာမီ။ကိုလက်ကကြံစီထားတဲ့အတိုင်းတထေသမီးရဲ့ကားရှိမှဝင်တိုက်မိတဲ့ပုံစံဟန်ဆောင်လိုက်မီ။တထေသမီးကပြပြတလဲလဲနဲ့ ကားပေါ်ကနေဆင်းလာပြီးကိုလက်ကိုစေကန်းလိုက်ပို့မိအင်ကိုလည်းပြန်လိုက်ပို့ဦးမိတတိသမီးရဲ့မျက်နှာဝိုင်းလေးနဲ့စိုးရင်ပြီးကိုလက်ကိုစိုက်ကြည့်လို့နေမိနောက်ရက်တွေမှာလည်းတတိသမီးကကိုလက်အိမ်သို့ခဏခဏလာလေမိကိုလက်နဲ့သူမကြားတန်ရောစင်ပို့မို့ခိုင်းမှလာမိဒါတွေကိုသူ့ဖေတတိကြီးဘူးလက်တီးသွားတော့သဘောမတူးကိုလက်ကိုခေါ်တွေ့မိ ငါသမီးနဲ့မပတ်သက်ဖို့မင်းကိုဘယ်လောက်ပတ်စံပေးရမလဲဆိုပြီးပတ်စံထုတ်ကြည့်ရှေ့ချကိုလက်ကိုမင်းမီကိုလက်ရဲ့စိတ်ကူးတဲ့အရာရာဟာလှပလို့နေသည်ကိုလက်တယောက်စိတ်ကူးနေရင်မအေးဝင်းစီစဉ်သည်ဆိုတဲ့စာတန်းကြီးတော်မျက်လုံးနဲ့မြင်အောင်လိုက်သည်ရက်ဆိုင်ကလကားပေးသောနှစ်ပတ်ချင်လက်ကျန်ကိုရှာနေရက်လိုက်တာခဏခဏအကျွေးတောင်းလွန်းသောရက်ဆိုင်ကကြီးတော်ခင်ဝိုင်းကြီးကိုမျက်စောင်းတစ်ချက်လှမ်းထိုးလိုက်သည် ပတ်စံတွေရမှဒီဘွားတော်ကြီးကိုလည်းပတ်စံထုတ်နဲ့ပြစ်ပအောင်မယ်ဆိုပြီးခမမိုက်တွေးလိုက်တာခွက်မှာကြံနေတဲ့အရက်ဖင်ကလက်ကြံကိုရေနဲ့ကျင်းပြီးထပ်တောက်လိုက်သည်ခဏကြာတော့ညှော်လင့်နေသောရွှေမင်းသမီးလေးခြံတကားပွင့်လာသည်ကိုတွေ့လိုက်ရသည်သူမရဲ့ကားရှိပိုင်းလေးကခြံတကားဝမှထွက်လာသည်ကိုလည်းဝမ်းသာအားရလက်မြင်ရသည်ကိုလက်တယောက်ချက်ချင်းထပြီးညကချောအိတ်ထားတဲ့ပစိုးခက်ချစ်ကြီးကိုပြင်ဝင်လိုက်ကငရဲ့ကြားကညှက်ထားသော စေးဘောလေးလက်ကြံကို အောင်ရည်လေးလိုခေါင်းလေးတစ်ချမ်းစောင်းပြီးမင်းကြီးလိုက်ပြီမလမကန်ကရွှေမင်းသမီးလေးရဲ့ခြံစည်တို့တကြီးတရံဖြင့်လွန်စွာကြိတ်ကောင်းလောက်အောင်ရှောက်သွားလိုက်သည်မကြမီပါဘင်းကိုလက်ရဲ့စိတ်ကူးတွေကအကောင့်ထဲပေါ်လာတော့မီတထေးသမီးနဲ့ပတ်သက်မိရင်ရမယ့်ပတ်စံတွေကိုမှန်းကြည့်ကပတ်စံရှိရင်ပားရိုက်မဲ့သူတွေကိုစိတ်ကူးတဲ့စည်ရင်မှတ်ထားလိုက်သည်ကိုလက်ခြေလမ်းတွေကတလန်းချင်းတလန်းရှောက်ရင်ကောင်းငင်ကြီးစီတို့မော့ကြည့်လိုက်ချိန်မှာဘုံငင်းတဲ့အတန်နဲ့အတူ ကိုလက်ကိုဘိန်းသုံးဘိန်းပါတီအရာကြီးကဝင်ဖြတ်တိုက်လိုက်သည်ခမရနေမြူလာကွာဆက်ကောက်ကိုဆိုတဲ့အတန်ကိုကြားလိုက်ရကကိုလက်တယောက်ပက်လက်လန်လဲကြရင်လှမ်းကြည့်လိုက်တော့စိုက်ကားပေါ်ကအနီရောင်တီရှပ်ဝတ်ဆင်ထားသည့်စုပ်ချုံချုံလူငယ်တယောက်ဆင်းလာသည်ကိုမှုံဝါးဝါးတွေ့မြင်လိုက်ရသည်အာညကမယူဘဲရှုံးပါတယ်ဆို လူကဝင်တိုက်မိပြန်ပြီကွာဆိုတဲ့အတန်ကိုကြားရပြီးနောက်ပိုင်းကိုလက်တယောက်ရောကကြီးနဲ့အဆက်အသွယ်ခဏပြတ်သွားလီတော့သည်